ပြန်လုံးနဲ့အချမ်းမစစ်တကစောင်းနှန်းခဲကြီးပါဘူးမြှို့ဖြစ်စီခဲ့ပါတယ်။ပြင်းဒီဇွန်25ရက်နေ့ပြင်းဒီတကားဖြစ်တဲ့ဖေကိုမြို့နယ်အရှိဘက်ကန်ရှိစောင်းနှန်းခဲကြီးရောအချမ်းမစစ်တကမြှို့ခဲတယ်လို့ Republic of Thailand ဌာနရဲ့တင်းရင်းမြစ်တွေကယနေ့မနက်ပိုင်းမှာပြောပါတယ်။အချမ်းမစစ်တနဲ့ပြန်လုံးပြည်သူစစ်တွေကယမန်နေ့ဇန်နဝါရီလ24ရက်နေ့ညနေပိုင်းမှာစောင်းနှန်းခဲကြီးရောကိုဝင်ရောက်မြှို့ဖြစ်စီခဲ့တာဖြစ်ပြီးဒါကံပြည်သူတွေက ဆေးဘေးတင်းရှောင်ခဲ့ရကြောင်းကယန်ရီဂျင်ဗဂျင်နယ် left leaf use krny ကယမနီညစစ်နိုင်ခန့်တီဗီထုတ်ပြန်ထားပါတယ်။စူဝါဆောင်းနှန်းခန့်ကြေးရွာကိုကျမစစ်တက2029ခုနှစ်မီလာ16ရက်နေ့နဲ့2029ခုနှစ်စွန်9ရက်နေ့မှာမိရှုဖြစ်စည်းခဲ့ပါသေးတယ်။ဒေသခံတို့ကတော့ပြည်အောင်နဲ့စစ်ကောင်စီတက်ကဝင်းရောက်မိရှုတာပြည်သူတွေကတော့ရေးပေါ်တင်းရှောင်နေရတယ်။စစ်ရှောင်တွေအတွက်အကူအညီတွေလိုအပ်နေတယ်။ ရေးဝယ်ကူညီမှုတွေလိုအပ်နေတယ်။ဆောင်းနှန်းခဲကတော့ဘယ်နှကြိမ်အောင်ရှိပြီလဲမသိဘူး။ပြီးရှုနေတာလို့ရပီကသတင်းဌာနကဆိုပါတယ်။